်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်စစ်တပ်ကြီးရောက်လာတာမဟုတ်ပေမဲ့စစ်တပ်ကြီးရောက်လာတယ်လို့ထုံထုံနေတဲ့အာနာသိန်းစစ်ဗိုလ်ချုပ်များအမေရိကန်စစ်တပ်ကြီးရောက်လာတာမဟုတ်ပါဘူးအမေရိကန်နိုင်ငံသားတွေအပါအဝင်ကမ္ဘာကြီးတစ်ခုလုံးကိုလိမ်နေတဲ့မြန်မာစစ်တပ်ကကြားဖြန့်ခိုင်းကိုနှိမ်နှင်းဖို့အမေရိကန်အစိုးရကစစ်စင်ရေးစတင်လိုက်တာပါမြန်မာနေဆက်ကိုအမေရိကန်ရောက်လာပြီဆိုတာကအမေရိကန်အစိုးရရဲ့ကြားဖြတ်နှိမ်နှင်းရေးမစ်ရှင်ကို Action UMA FBI နဲ့ CIA လို့အဖွဲ့တွေရောက်လာပြီလို့ဆိုတာပါ Discan Center Strike Phone Mission ဟာ American အစိုးရကကမ္မကဋ္ဌပြုတာပါကြားပွဲစားနဲ့ NGO တွေကစီစဉ်တာမဟုတ်ပဲအမေရိကန်အစိုးရကစီစဉ်တဲ့အတွက်မြန်မာနယ်စပ်ကိုအမေရိကန်ရောက်လာပြီလို့ဆိုပါရယ်လက်ရှိအချိန်မှာတိတ်ကို motivation လုပ်လို့ကောင်းမဲ့ကြုံတော့ကြုံခဲ့အခွင့်အရေးတစ်ခုပါစိတ်သက်ခွန်အားရအောင်အများကြီးပြောလို့ရပေမဲ့ပါပါလေးပဲပြောထားပါတယ် ဘာကြောင့်လဲဆိုတော့အမေရိကန်အစိုးရကိုယ်တိုင်ကမြန်မာနယ်စပ်ကိုကဘာတိဝင်လာတဲ့ကိစ္စဟာတိတ်ကိုထူးခြားအရေးပါနေတာကိုအာနာတိန်စစ်တပ်အနေနဲ့ဘလို့တုံ့ပြန်မလဲဆိုတာသိချင်လို့ပါရုရှားနဲ့တရုတ်ကိုအာကိုပြီးဦးတန်းရွှေလက်ထက်ကလို့အမေရိကန်ကိုပဆိုးလှန်ပြမလားအာဆီယံရောက်အောင်ဝင်ပြီးအာဆီယံပဆိုးခြုံတဲ့ကနေအမေရိကန်ကိုရှာထုတ်ပြမလားဆိုတာသိချင်တာပါဒါပေမဲ့ပြည်သူတွေထင်မှတ်မထားလောက်တဲ့အထိအာနာတိန်စစ်တပ်ဟာတုံ့လောက်ချောက်ချားနေပါတယ်တကယ်တော့ရုရှားစစ်သင်္ဘောကြီးမြန်မာကိုရောက်မလာခင်လပိုင်းလိုလောက်ခရေကာ ကြားဖြန့်ကိစ္စကလှုပ်ခတ်နေတာပါကြားဖြန့်ဝန်ထမ်းတွေယူရီးယားဘက်ကိုပြင်းစင်ကြတဲ့ကအာနာသိန်းစစ်တပ်ဟာအခြေအနေမဟန်မှန်တိလို့ရုရှားရဲ့ပါဝါကိုပြချင်ဟန်တူပါတယ်အမေရိကန်ကမြန်မာစစ်တပ်ကကြားဖြန့်ဌာနတွေကိုစစ်စင်ရေးစတင်လိုက်ချိန်မှာတော့အာနာသိန်းစစ်တပ်ဟာဦးတန်းရွှေခေတ်ကလိုရုရှားနဲ့တရုတ်ကိုအားကိုးပြီးပစိုးလက်မပြရဲတော့ပါဘူးအာဆီယံကနေအာနာသိန်းစစ်တပ်ကိုအတိမတ်မပြုတဲ့အတွက်အာဆီယံပစိုးချုပ်တဲ့ကနေအမေရိကန်ကိုရှာထုတ်မပြရတော့ပါဘူး။ ရုရှားဟာအာနာသိန်းစစ်တပ်ကိုဆရာကြီးတယောက်လိုဆက်လက်ကိုးကွယ်ယုံစားနေစေဖို့စစ်သင်္ဘောတစီလွှတ်ပေးခဲ့တာပါသူ့ဘူးနဲ့သူ့မို့ဒီထက်လေကူညီနိုင်မယ်မထင်ပါဘူးတရုတ်ကလည်းသူ့နိုင်ငံသားတွေမွေးတဲ့မိဖြစ်နေတဲ့အတွက်သူ့နိုင်ငံဂုံတိတ်ခါကိုကောက်ွယ်ဖို့အာနာသိန်းစစ်တပ်ကိုကူညီနိုင်ခြင်းမရှိဘဲကိုလိုယုံမဲ့ဟန်မြင်နေရပါတယ်အာနာသိန်းစစ်တပ်ရဲ့မိတ်ဆွေစစ်စစ်ကြီးယူရီးယားကလည်းအင်အားကြီးတဲ့တရုတ်ဘက်အရင်းနေပါတယ် ဆိုတော့အမေရိကန်ကကြားဖြတ်နေနေမဲ့ကိစ္စကြီးအတွက်အမေရိကန်စစ်တပ်ကြီးရောက်လာလာလို့မင်းနေကြတဲ့မိကွန်းကိုအမှန်အတိုင်းဖြေရရင်မရောက်လာပါဘူး။ရောက်လာမယ်လို့မပြောခဲ့တယ်လို့ရောက်မလာနိုင်ဘူးလို့လည်းတတိကျပြောလို့မရပါဘူး။အမေရိကန်အစိုးရရဲ့ရှင်းနေချုပ်ရုံး FBI နဲ့ CIA လိုရှေ့ပြေးအဖွဲ့တွေရဲ့စစ်စင်ရေးကိုအာဏာသိမ်းစစ်တပ်ကဘလို့တုံ့ပြန်မလဲဆိုတဲ့အချက်ကအရေးကြီးပါတယ်။ဦးတန်းရွှေလက်ထက်ကလို့ပစိုးလံပြမယ်ဆိုရင်တော့အမေရိကန်စစ်တပ်ဟာဗနီဇွဲလားမှာအင်အားပြတယ်လို့ မြန်မာနေဆက်ကိုရောက်လာနိုင်တယ်လို့ရရဲဝန်အခိုင်အမာပြောကြင်ပါတယ်။ဆိုတော့တက်ထောက်ခံသူတွေပြောနေကြသလိုဘာမှအရေးမကြီးဘူးဆိုတာမဟုတ်ပါဘူး။မြန်မာနယ်စပ်ကအာနာသိန်းစစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေနဲ့တရုတ်ရာဇဝတ်ကိုင်းမွေရဲ့အကျိုးတူပူးပေါင်းလှိမ့်လေတဲ့ကိစ္စဟာငွေလိမ်နာတွေမကပဲရာဇဝတ်မှုမျိုးစုံပတ်သက်နေတဲ့အတွက်ကမ္ဘာပလေကြီးအမေရိကန်ကကမ္ဘာတိနှိမ်နှင်းဖို့ကြေညာလိုက်တာပါမြန်မာနယ်စပ်ကကြားဖြန့်ကိုနှိမ်နှင်းတာမြန်မာစစ်တပ်နဲ့မဆိုင်ဘူးတော်လှန်ရေးနဲ့ဘာမှမပတ်သက်ဘူးလို့စောဒကတပ်သူတွေကိုရှင်းပြပါမယ် မြန်မာနယ်စပ်မှာအွန်လိုင်းလေလံမှုလုပ်နေတဲ့ DKPA နဲ့ PGF ဟာမြန်မာစစ်တပ်ရဲ့လက်အောက်ခံလက်နက်ကင်တပ်တွေပါမြန်မာစစ်ဗိုလ်ချုပ်တွေဟာဒီလုပ်ငန်းတွေစီကနေကော်မရှင်ရနေကြတာပါမြန်မာစစ်ဗိုလ်ချုပ်တွေဟာဒီလုပ်ငန်းတွေစီကနေဝင်ဝေရနေတယ်လို့ရေဦးတော်လိုက်ရေးမှာ PGF နဲ့ DKPA ကိုပြည်သူတွေနဲ့မပူပေါင်းစေချင်တဲ့အတွက်မတိချင်းအောင်စောင့်နေခဲ့ကြပါတယ်မနေနေရခဲ့ကြပါဘူးလက်တလောနှိမ့်နေနေတဲ့ KK ဘက်ဟာ KNU နေမြေတဲမှာလို့အကြံဖြန့်တီးရပါတယ်အမီနာမမျိုးစုံနဲ့ DKBA နဲ့ BGF ထိန်းချုပ်ထားတဲ့ကြားဖြန့်ဌာနတွေကိုတော့မြန်မာစစ်တပ်ကလက်ဖျားနဲ့မထီသေးပါဘူး။ FBI ကတော့ဒီကိစ္စကိုတည်ထားလောက်ပါပြီ။ဒါကြောင့်လဲအာနာသိန်းကောင်းဆောင်ဟာအမေရိကန်ရဲ့နှိမ်နင်းရေးအစီအစဉ်အတွက်ဒေါ်တော်လေးကိုတုံ့လုံနေပုံရပြီးမလာစဘူးအလာထူးပြီးအရေးစွန့်စွာနဲ့ဖန်အန်ကိုနေချင်းပြန်ခရီးရောက်လာတာကိုကြည့်ရင်သိနိုင်ပါတယ်။အမေရိကန်ကကြေညာလိုက်တဲ့ Scan Center Strike 4ဟာ၍ဦးဒေါ်လာရဲ့အတွက်စေအင်အားအကူအညီနဲ့လက်နက်အကူအညီတွေမရဘူးဆိုရင်တောင်မှဒီပလိုမေစီနီလန်အတွက် ိတ်ကိုကောင်းတဲ့အားသာချက်တစ်ခုလို့ဆိုကြပါရယ်။နိုင်ငံတကာတိုင်းဝိုင်းကလှုပ်ပေးလေတော်လန်ရေးဘက်ကအခွင့်အရေးသာလေးလေဆိုတာကိုလက်တလောတော်လန်ရေးအဖွဲ့တွေရဲ့အောင်မြင်မှုကိုကြည့်ရင်သိနိုင်ပါရယ်။အမေရိကန်ကိုပစိုးလှန်မပြရဲတော့တယ်လို့အရှင်ကြီးနှစ်ပါဖြစ်တဲ့ရုရှားနဲ့တရုတ်ကလည်းကြားဖြန့်ကိစ္စမှာဝင်ပါမပေးတဲ့အတွက်အာဏာသိမ်းစစ်တပ်ဟာအယူမီဝိုင်းဖြစ်နေတာပါ။ပြည်ရင်းစစ်မြေပြင်မှာလည်းဖျို့ဖျဲရှုံခွဲတွေတွေ့နေရပါတယ်။အများကြီးမှုတီမပေးခြင်းပါဘူး။အမေရိကန်ကကြီးညာလိုက်တဲ့ကြားဖြတ်နေနေရေးကိစ္စဟာ မြန်မာ့ຫນွေဦးတော်လှန်ရေးအတွက်ဘလို့အားသာချက်ရှိပြီးစစ်ဘုတ်ချုပ်တွေဘလို့တုံလုံးနေတယ်လဲဆိုတာကိုကြည့်ရင်အခြေအနေကိုသိပါလိမ့်မယ်လို့အတိပေးသုံးသပ်ချင်ပါတယ်ဆက်လက်ပြီးအေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လေးမျက်နှာမြို့နယ်မှာစစ်တပ်နဲ့အာရကတပ်တော် AA ဦးဆောင်တဲ့ဖူးပေါင်းတပ်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးနိုဝင်ဘာလ16ရက်တိုက်ပွဲမှာလည်းစစ်တပ်ထိခိုက်ဒေဆုံမှုများပြားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကတာပေါင်းမြို့နယ်တာပေါင်းကလေးရွာနယ်ပတ်ဝန်းကျင်ကတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးဒဏ်ရာရရှိသူတွေများပြားခဲ့တာဖြစ်ပါတယ်။သတင်းထွက်မှဆိုလို့လူမှုရေးအဖွဲ့တွေကိုမခေါ်ဘူး။သူတို့ဘာသာသူတို့သွားတဲ့တာ။ဒဏ်ရာရတဲ့သူတွေကိုပသိမ်ကိုပို့မယ်လို့ထင်တယ်လို့ဒေသခံသတင်းရင်းမြစ်တအူကပြောပါတယ်။တိုက်ပွဲတွေမှာအသက်ပေးနေရပြီးစိတ်ပျက်စရာကောင်းနေလို့စစ်တပ်အတိုင်းဝိုင်းကတုံးတဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာပြောဆိုနေကြပါတယ်။တာပေါင်းမြို့နယ်တာပေါင်းကလေးကြီးရွာနယ် လေးမျက်နှာမျိုးနဲ့ဆက်ဆက်ယူချင်းလေကြီးပါအနီးအပဝင်းချက်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့လို့ဘာရကတက်တော် AA ကနိုဝင်ဘာလ17ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီးနောက်နောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။တာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတမ66လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမာယ၄ခမာယ၅ခမာယ၆ခမာယ၁၀ ခလာရ35ခလာရ80နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခလာရ63ခလာရ281တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်ရှိတယ်လို့ဆိုပါတယ်။သတင်းဌာနရဲ့သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရတာပေါင်းမြို့နယ်တွေကတိုက်ပွဲတွေမှာစစ်တပ်ကဗိုလ်မှူးအစင်အရာရှိတချို့ပါဝင်ပြီး တပ်ဖွဲ့ဝင်အများအပြားထိခိုက်သေးဆုံးတာတွေရှိနေတယ်လို့သိရပါတယ်။တာပေါင်းနယ်လေးမျက်နှာမြို့နယ်ဟာရခိုင်ပြည်နယ်၊ခွားမြို့နယ်နဲ့ဆက်ဆက်နေပါတယ်။တာပေါင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲထဲမှာလေတာပေါင်းမြို့မှာရဲစခန်းမှုထူရဲမှုပွင့်နိုင်ဦးအေအေရဲ့စနိုက်ပါကြီးထိမှန်ပြီးတေဆုံးခဲ့ပူပါတယ်။တေဆုံးပြီး၁၇လအကြာပြီးခဲ့တဲ့နိုဝင်ဘာလ၁၄ရက်နေ့မှာတော့စစ်တပ်ကထူရဲမှုပွင့်နိုင်ဦးကိုရဲမှုရာထူးထိုးပေးလိုက်ကြောင်းကြေညာခဲ့ပါတယ်။ဒီပြီးမှရာထူးထိုးပေးတာကဘာမှအရာမရောက်ဘူးလို့ရဲတပ်ဖွဲ့ဝင်မိသားစုအတိုင်းဝိုင်းကလူမှုကွန်ရက်မှာဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်။ ဆက်လက်ပြီးမောရောင်မျိုးပြောင်းဝင်နိုင်ရန်စစ်တပ်ကလေကြောင်းကအင်အားဖြည့်တာဘုံကျဲတာလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာလီနဲ့ဒေါ်လန်ရေးပူပေါင်းတပ်တွေတင်ပိုက်ထားတဲ့မြန်မာထိုင်းနယ်ဇက်ကမောရောင်မျိုးကိုစစ်တပ်ကပြန်လည်ဝင်ရောက်ဖို့ကြိုးစားလျက်ရှိရာလေကြောင်းကအင်အားဖြည့်တာဘုံကျဲတိုက်ခိုက်တာဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကနေဆက်ကုံသွဲရေးမြို့ဖြစ်တဲ့မောတောင်ကစစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ်ကနိုဝင်ဘာ17ရက်မှာထိုးစစ်ဆင်ခဲ့ရနိုဝင်ဘာ14ရက်မှာတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်53ဦးနဲ့လက်နက်ခဲယံများစွာသိမ်းဆီးဖမ်းဆီးရရှိခဲ့ပါတယ်။မောတောင်မြို့ကိုလက်လွတ်လိုက်ရပြီးတဲ့နောက်နိုဝင်ဘာလ15ရက်နေ့မှာပဲစစ်ကောင်စီဟာတနင်္သာရီမြို့နယ်တိန်ခွန်အနီးတဲဖြူရွာကိုရဟဲရင်နဲ့စစ်အင်အားတရာကျော်လာချသွားသလိုတနင်္သာရီမြို့နယ် တူးလီပလောရွာကိုလည်းလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။16ရက်နေ့ကတူးလီပလောကြီးပါကိုပုံကျဲသွားတာတနေ့လုံးအချိန်ရေမနေဘူးပုံကျဲတာခွိုင်တွဲနဲ့လည်းကျဲတယ်။ညာအာကြီးလို့ကျွန်တော်တို့မမှတ်မိတော့ဘူး။လေရင်နဲ့အသုံးပြုပြီးပုံကျဲတာစစ်ကူလိုက်တာဟုဒေတာစစ်ရေးတင်ရင်မြက်ကပြောပါတယ်။လေကြောင်းကနေပုံကျဲမှုကြောင့်တော်လန်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာမရရှိဘူးလို့အတည်ပြုပါတယ်။တူးလီပလောရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့မှုကို KNU မိတ်တဝဲခရိုင်ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ ဒါပြင်လေချောင်းကနေအင်အားလာဖြည့်တဲ့စစ်သားတွေတကအချို့ဟာတော်လိုင်းရင်အင်အားစုတွေထံလက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့သတင်းရရှိပါရယ်စစ်တပ်ဟာအာဏာဆက်လက်တည်ငြိမ်နိုင်ဖို့သူတို့အုပ်ချုပ်ရာနေမြေတွေမှာအတူရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ဖို့အထူးကြိုးပမ်းနေတယ်လို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေမြေတွေဖြစ်တဲ့ KNU အုပ်ချုပ်ရာဒေသတွေမှာပြည်သူတွေအကြောက်တရားဖြစ်စေဖို့ရည်ရွယ်ချက်ရှိရှိလေချောင်းမှပုံကျဲတိုက်ခိုက်ချောင်းဖော်ပြထားပါရယ်လေချောင်းပုံကျဲတာဟာ2024နှစ်ကုန်ပိုင်းကတည်းက စစ်ကောင်စီကမိုးတောင်လမ်းပိုင်းထိတ်ချုပ်နိုင်ရေးထိုးစစ်ဆင်နေလို့တိုက်ပွဲပြင်းထန်နေတဲ့တိန်ခွန်းရွာအနီးဝန်းကျင်ကိုပုံကျဲနေတာလို့သတင်းရင်းမြစ်ကပြောပါဗျာ။တိန်ခွန်းဘက်ကစစ်ကြောင်းကမိုးတောင်ကိုတက်လို့ရအောင်သူကထောက်လျှောက်ပုံကျဲပေးနေတာလို့သတင်းရင်းမြစ်ကပြောပါဗျာ။တော်လိုက်ရတက်ဖွဲ့ရိအနေနဲ့လဲမိုးတောင်မျိုးကိုစစ်ကောင်စီပြန်လဲထိန်ချုပ်ခွင့်မရစေဖို့မိမျိုးစုံနဲ့ခုခံသွားဖို့ရှိတယ်လို့လဲစစ်ရေးသတင်းရင်းမြစ်ကပြောပါဗျာ။မိုးတောင်မျိုးဟာအရင်က KNU တနင်္သာရီမြို့နယ်ဌာနချုပ်နေမြေဖြစ်ပြီး1990မှာစစ်တပ်ကသိမ်းပိုက်ခဲ့ရာ 35နှစ်အကြာမှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဇွန်မိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။